နော်ရခိုင်လူမျိုးကိုကာကွယ်တယ်မြန်မာသမျိုးသားလုံးကိုကာကွယ်တယ်လို့ပြောပဲအဲ့တော့ဒီဘုရားဘာသာမှာပြောရင်လေဘုရားဘာသာကိုမြန်မာနိုင်ငံကပထမအဦးဆုံးရောက်တာရခိုင်ပြည်ကဖြစ်ပါတယ်ရခိုင်ကနေမှဘုရားဘုရားသာသနာဟာမြန်မာနိုင်ငံကိုတစ်ဆင့်ဆင့်ပြန်ပွားလာတာဒါသမိုင်းကိုညာလို့မရဘူးနော်သမိုင်းကိုညာခြင်းလို့မရဘူးအဲဒီဟိုကျွန်းကိုသာသနာရောက်ခါရောက်လာလို့ဒီဟိုနဲ့ရခိုင်ကတစ်ချိန်ကသင်လေကုန်းကြောင်တော့စီဝါရေးကုလူဆက်ဆံမှုရှိခဲ့တယ်အဲ့တော့ရခိုင် ခုံမြောင်းဦးမျိုးဆိုတာကမ္ဘာကုံသွယ်ရေးမျိုးတော်ကြီးတစ်မျိုးဖြစ်ခဲ့ပြီဖြစ်မှာအဲ့ဒီခေတ်ကာလကလေးကရင်မြန်မာနိုင်ငံမှာဘုရားသာသနာရောက်နေခဲ့ယနေ့မြန်မာသားဆိုရင်လည်းရခိုင်ကအခြေခံစရခိုင်စရခိုင်စဟိုဒီနေ့မြန်မာသားပြည်နော်ဒါတမိုင်းုံညာလို့မြင်အဲ့တော့ဒီလူမျိုးကိုသာဝယ်စောင့်ချဖို့မြန်မာတမျိုးသားလို့မြန်မာတတိုင်းပြည်လို့အုပ်ချုပ်သူများအပါဝင်တိုင်းလူတိုင်းသားများအားလုံးကတာဝန်ရှိတယ်လို့ကျွန်တော်မြင်တယ်အုပ်ချုပ်သူတွေကြီးပဲလွှဲချနေလို့ မရဘူးမြန်မာတမျိုးသားလုံးမှာတာဝန်ရှိတော့အဲ့တော့ကာကွယ်ရမယ်စောင့်ရှောက်အဲ့တော့ကုလူမျိုးကိုလည်းကာကွယ်ပါသူတို့ဘာလူမျိုးကိုလည်းမပြည့်စုံပါဟုတ်လားသူသူစီသူမြင်းနဲ့သူလမ်းကြောင်းတိုင်းကြိုးစားကြဖို့လိုတယ်လို့ပြောတော့